မော်ရီတေးနီးယားတဲခန်နေရာတွေကရွှေရှားဖွေသူတို့ရဲ့ခက်ခဲတဲ့ဘဝတွေအကြောင်းကဘာဘောကဝေးလံခေါင်းပါပြီးဂျန်နဲ့နဲ့ဒေတာတွေထဲမှာလူသားတွေရဲ့ရွှေကိုဆွဲလန်းမှုရဲ့ဘဝကဘလောက်ထိရုန်းကန်စေနိုင်တယ်လဲဆိုတာကိုပြသနေတဲ့တကယ်ကိုထူးခြားတဲ့နေရာတစ်ခုရှိပါသေးတယ်အဲ့တော့ကတော့အာဖရိကတိုက်အနောက်မြောက်ပိုင်းမှာရှိတဲ့မော်ရီတေးနီးယားနိုင်ငံရဲ့ဆာဟာရာဒေသကြီးနေရာကြီးတွေကရွှေတူးဖော်ရည်ဒေတာပဲဖြစ်ပါလိမ့်။ဒီနေရာတွေဟာအပူချိန်အယမ်းမြင့်မာပြီးရေရှားပါတဲ့ဒေသခံနေရာဖြစ်ပေမဲ့မြေအောက်မှာရွှေတွေပေါ်ကျွေးွားတယ်လို့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ ရွှေလာရောက်ရှာဖွေကြသူပေါင်းထောင်ပေါင်းများစွာရဲ့အတက်မွေးဝမ်းကြောင်းဘဝအဖြစ်ဖြစ်လာခဲ့ပါသည်ဒီလူတွေဟာနေစဉ်နဲ့အများအတန့်အနည်းယောဂဗျာနဲ့ဆင်းရဲမွေးတင်မှုတွေကြောင့်နေဘဝကိုဘလို့များရုန်းကန်နေကြလဲဆိုတော့ YH Entertainment နဲ့တူတူခန်းစားနာဆင်ကြည့်လိုက်ကြရအောင်ပါခင်ဗျာမော်ရီတေးနီးယားနိုင်ငံမှာရွှေတူးဖော်ရေးလုပ်ငန်းတွေဟာ2016ခုနှစ်လောက်ကစပြီးတော့ဒုတက်လာခဲ့ပါသည်အစိုးရကရွှေတူးဖော်ခွင့်နေပြီးခဲ့ပြီးတဲ့နောက်ပိုင်းမှာဒေသခံတွေမကပဲအနီးနားနိုင်ငံတွေဖြစ်ကြတဲ့စီနီဂေါ်မာလီ နိုင်ကြစားတဲ့နိုင်ငံတွေကရွှေရှားပွေသူတွေကပါအဲ့ဒီသိန်းငယ်နေရာကြီးစီကိုအလုံးရင်းနဲ့ရောက်ရှိလာခဲ့ကြပါတယ်သူတို့ဟာကန္နာရာထဲမှာနေထိုင်ရတဲ့ဒုက္ခအမျိုးမျိုးကိုခံစားရင်းနဲ့ပဲရွှေရှားပွေလုပ်ငန်းတွေကိုလုပ်ကင်ကြပါတယ်နေအပူရန်ရေရှားပမှုသဲမုံတိုင်းအနေနဲ့နေထိုင်ရေးအခက်အခဲတွေဟာသူတို့အတွက် နေစဉ်ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေပဲဖြစ်ပါတယ်ရွှေရှားပွေသူအများစုမှာရိုးရှင်းတဲ့ကိရိယာတွေဖြစ်တဲ့ပေါတူပေကတ်တတ်ထူရှားပွေဆက်ဒါရီနဲ့ပဲရွှေရှားကြပါတယ် ဒီရွှေရှာဖူးရေးဒေသရဲ့နေထိုင်မှုပုံစံကလည်းပဲတကယ်ကိုကြမ်းတမ်းပါလိမ့်ရွှေရှာဖူးသူတွေဟာဒဲကန်နေရာတွေမှာယာယီဒဲလေးတွေစောက်ပြီးတော့နေထိုင်ကြရပါလိမ့်ဒီနေရာမှာအတောက်သုံးရင်နဲ့အစားအသောက်ကိုတော့အပြင်ကနေတည်ယူလာရပြီးဒီမှာဝယ်မယ်ဆိုရင်တော့ဈေးနှုန်းတွေကအလွန်ပဲမြင့်မားလာပါလိမ့်ဒီနေရာကြီးဟာ၆သွေးပူပြင်းလာတဲ့ဒဲကန်နေရာကြီးတတ်တတ်တာဖြစ်ပြီးရွှေထွက်လို့သာလာရောက်ဒူးဖော်နေကြတာပါဒေဂန်ရရဲ့ပြင်းထန်တဲ့အပူချိန်တန်ကြောင့်အပူရှက်တာရေခမ်းချောက်တာမျိုးတွေအပြင် ရွှေတူးဖော်ရီလုပ်ငန်းကြောင့်ထွက်ရှိလာတဲ့ဖုန်နေအမုံတွေအကြောင်းမလို့အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေဓမြတိုက်မှုတွေနဲ့တင်းဆုံးမှုတွေဟာလည်းပဲမကြာခဏဆိုလိုဖြစ်ပေါ်ရပါတယ်။ဂျမ်းမာရေးဆောင်ရှောက်မှုအပါအဝင်ဒဂွေဒဂါရလုံးချုံကြီးအတွက်လည်းလုံးဝမရှိသလောက်နေရာလို့ပြောရမှာပါ။ရွှေရှားပွေသူတွေဟာမတိမဲနေတော့မှမြေအောက်ဘုံဟောင်းတွေကိုလည်းတူးဖော်မိပြီးအသက်ဆုံးရှုံးရတာမျိုးလည်းရှိတတ်ပါတယ်။မော်ရီတီးနီးယားရဲ့ဒိတ်ကန်နေရာကရွှေရင်းတွေဟာဒေသခံတွေအတွက်စီးပွားရေးအခွင့်အလမ်းအသစ်တွေအများကြီးဖန်တီးပေးခဲ့ပါတယ် ဒါပေမဲ့ဒီလုပ်ငန်းကြီးရဲ့နောက်ကွယ်မှာတော့လူအခွင့်အရေးကိုချိုးဖောက်မှုတွေတရားမဝင်ကလေးလှုပ်သားခိုင်းစေမှုတွေနဲ့ပဝင်းညင်ညင်ညမ်းမှုလိုမျိုးပြဿနာတွေကလည်းပဲရှိနေပြန်ပါသည်။ဓမြတိုက်မှုတွေနဲ့လူရဲမှုတွေကလည်းနေစဉ်ဖြစ်ပွားနေတာဖြစ်ပြီးလုံခြုံရေးအတွက်လည်းကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါသည်။ဒီလိုခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေကြားကနေပဲရွှေရှားပွေသူတွေဟာသူတို့ရဲ့ကံကြမ္မာကိုစမ်းသပ်ကြရင်မျောလင်းချက်အပြည့်နဲ့ဘာမှမဟုတ်တဲ့ရွှေမုံသီးတီးတွေကိုလိုက်လံရှာဖွေစုဆောင်းနေကြပါသည်။ဒီနေရာကနေတထေးအဖြစ်နဲ့ထွက်ခွာသွားရသူတွေလည်းရှိသလို ဘယ်တော့မှမပြောင်းနိုင်တဲ့မပြောင်းလဲကိုရောက်သွားခဲ့ကြပြီးအကုန်လုံးကိုကြောခိုင်းနှုတ်ဆက်သွားရတဲ့သူတွေလည်းရှိပါသေးတယ်။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကို YH Entertainment ကနေပြီးတော့တင်ဆက်ပေးအောင်မလို့ Like and Follow Subscribe လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့။အစုံကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။